ကျွန်တော်တို့ရေမြေကဒီတိုင်းဒါလည်းနိုင်ငံအစုဖွဲ့တစ်ခုရေလက်အောက်မှာပြန်ကြောက်တဲ့တပုတ်တော့ဆိုတော့အဲ့ဒီဟာမှာလည်းပဲအရင်ကတည်းကကျွန်တော်တို့ဆက်ဆံရေးကောင်းမတည်ဆောက်နိုင်ခဲ့တာလည်းပါပါတယ်။နောက်ဒေတာခန့်နေကိုတိုင်ကကျွန်တော်တို့ပြည်ဝဒေတာခန့်ကိုတိုင်ကိုက JLA ပေါ်မှာတချို့တဘောထားတွေကတော့ဒီမနှိမ့်မြိုတဲ့တဘောထားတွေရှိတာပေါ့။အဲ့ဒါကတော့သူတို့လည်းနားလည်မှာပါ။ဆိုတော့အဲ့ဒီအပေါ်မှာကျွန်တော်တို့က ဒီဘလူကောမလဲထိတ်တိုက်တွေးတဲ့ပုံစံမျိုးနဲ့မဟုတ်ပေနဲ့ကျွန်တော်တို့ရဲ့စီမံခန့်ခွဲမှုအောက်မှာကျွန်တော်တို့ရဲ့မြေကျွန်တော်တို့ဒေသကျွန်တော်တို့လူမျိုးပြန်လည်အေးအေးချမ်းချမ်းနေဖို့ပေါ့နော်တခြားဒေသမိခင်နေဖို့ပေါ့အဲ့ဒီဟာဟိုကျွန်တော်တို့စူးစမ်းနေတယ်ပေါ့ဗျာ INKC နေနေတော့အရင်တော့လူမျိုးပဲကျွန်တော်တို့နိုင်ငံရေးဥဆောင်မှုအခမ်းကဏ္ဍမှာတော့အခိုင်အမာအနေနဲ့အခိုင်အမာရည်တည်တဲ့အဖွဲ့အစည်းဖြစ်တယ်အဲ့ဒီကနေမှ ဒီအုတ်ချုပ်ရေးပိုင်းကိုကြတော့ကျွန်တော်တို့ချင်းလန်းကောင်စီရဲ့2023ဖြစ်စီပုံနဲ့ပဲကျွန်တော်တို့နေတယ်ဆိုတော့ဘလဝကောင်စီကတော့ဒီအုတ်ချုပ်ရေးကိုတာဝန်ယူတယ်ပေါ့လေအဲ့ဒီအုတ်ချုပ်ရေးရဲ့အောက်မှာပဲကျွန်တော်တို့ကဒီ CDL ဘလဝကိုကာကွယ်ဌာနအနေနဲ့ထည့်ပြီးဖွဲ့စည်းထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးရည်တည်ချက်အနေနဲ့ကတော့ဒီຫນွေဦးတော်လိုင်းရေးကျွန်တော်တို့အရင်ကချမှတ်ခဲ့တဲ့အာဏာရှင်စနစ်ကြဆုံရေး အဲ့ဒီ UT channel ပဲအခုထိတော့တောင်းနေသေးတယ်လို့ပြောလို့ရတယ်ပြီးတော့ flavor concern နေကတော့ဒီထိန်းချုပ် area အတွင်းမှာအတက်နိုင်ဆုံးပေါ့ဒီကာကွယ်ရေးနောက်ပြီးတော့ကျမ်းမာရေးတို့နောက်ပညာရေးအဲ့ဒါတွေတက်နိုင်တော့အကောင့်ဖြစ်ပေါ်နေတယ်အဲ့ဒါလေး IKC ရဲ့နိုင်ငံရေးမူဝါဒအတိုင်းတောင်းနေတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ flavor ကရွာပေါင်း380ကျော်ရှိတယ်ဗျအဲ့မှာရက်ွက်တင်နဲ့ပေါင်းလိုက်ရင်တော့ရောင်ပေါင်း390ကျော်လောက်ရှိတယ်။အဲ့ဒီထဲမှာမှ ကျွန်တော်တို့ထင်းချုပ် area တဲမှာရွာပေါင်းစစ်စစ်ကျော်ရှိတယ်။နောက်တချို့တွေကတော့ die CDF ထင်းချုပ်တဲ့ရွာတွေရှိတယ်။နောက်ကျွန်တော်တို့ဒီဒီကျွန်တော်တို့ player တွေတားရဲ့မြောက်ဖက်မှာကြတော့ဒီ MDF ကတချို့ရွာတွေကိုသူတို့ထိန်းထားတာရှိတယ်။ဆိုတော့ကျွန်တော်ထင်တယ်စရင်အတိအကျလေလို့မဟုတ်ပေမဲ့ AA တို့ ULA ပေါ့သူတို့ထိန်းချုပ်တဲ့နေနေတဲမှာတော့ရွာပေါင်း200ကျော်တော့ပါလောက်တယ်။ဆိုတော့ မြေ area အဖြစ်တော့ကျွန်တော်တို့ထိန်းချုပ်နိုင်တာသုံးပုံတပုံဝန်းကျင်လောက်တော့ရှိတယ်အဲ့လိုပြောလို့ရတယ်ဆိုခုအနေထားအရာပုံမှန်လေးလင်းပြောရင်ရခိုင် ULA ကသူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကျွန်တော်တို့ပလက်ဝတ်နေကိုခရင်တစ်ခုအနေနဲ့ထိတွင်းထားတာမျိုးလေးဖြစ်ကောင်းဖြစ်နိုင်တယ်ဖြစ်ဖို့လည်းများတယ်ပေါ့ကျွန်တော်အမြင်အရဆိုရင်ဒါပေမဲ့ကျွန်တော်တို့ကလည်းပဲဒီမြေနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီပြည်ထောင်စုမြန်မာနိုင်ငံရေလို့စဖြစ်လာတဲ့ဟာက ကတဲ့ကကျွန်တော်တို့ဒီပလောဝဒေတာကအဲ့တုန်းကနာမည်ကတမျိုးပေါ့ရခိုင်တောင်တန်းရခိုင်တောင်တန်းမြောက်ပိုင်းကဒေတာပေါ့အဲ့ဒီဒေတာကဒီနိုင်ငံတိကပါတိဖြစ်ခဲ့တဲ့မြေဖြစ်တယ်။နောက်ကျွန်တော်တို့မြေကိုလည်းပဲဘာမှပရိုပါနဲ့ပေါင်းမလားဒါမှမဟုတ်တခြားဒီချင်းတောင်တန်းနဲ့ပေါင်းမလားလို့မိခွန်းပါမလေးကျွန်တော်တို့ကကျွန်တော်တို့ volunteer တွေပေါ့နော်ကျွန်တော်တို့သဘောဆန္ဒအတိုင်းကျွန်တော်တို့မျိုးနွေစုတူတဲ့ချင်းတွေနဲ့ပေါင်းမယ်ဆိုတော့သဘောထားမှတ်ချက်ပေးခဲ့တာဖြစ်တယ်။အဲ့ဒါက ဒီမှတ်တမ်းမှတ်ရတဲ့နဲ့အများကြီးရှိခဲ့တယ်ဆိုတော့ဒီဘက်ခေတ်မှာဒီခေတ်တော်လန်ရေးအဖွဲ့အစည်းတွေကသူတို့အင်အားနဲ့သူတို့တင်ပိုက်လိုက်တယ်ဆိုပေမဲ့လည်းပဲဒီမြေပိုင်ဆိုင်မှုကတော့အဲဒါကတော့ညီမြေနဲ့ပတ်သက်တဲ့ abuse လုပ်တယ်လို့ပဲကျွန်တော်တို့အမြင်တယ်ဆိုတော့ကျွန်တော်တို့တပတ်သားကိုပုံမှန်လေးလေးပြောရရင်ဒီ data ကကျွန်တော်တို့ကိုယ်တိုင်ဘယ်အချိန်ဘယ်ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်စီမံခန့်ခွဲခွင့်အောက်မှာပြန်ရဖို့ပဲကျွန်တော်တို့ဆန္ဒရှိတယ် တနည်းနည်းနဲ့ကျွန်တော်တို့စူးစမ်းနေတယ်ကျွန်တော်တို့ပလောက်ဝသားတွေကိုတိုင်ကျွန်တော်တို့ဒုတိယကျွန်တော်တို့ကြုံရတဲ့ပုံတိုင်းတောင်ကျွန်တော်တို့လည်းအားနေချက်တွေအများကြီးရှိပါတယ်အဲ့ဒါကျွန်တော်တို့ဝန်ခံတယ်အဲ့ဒီအပြင်ကိုကျွန်တော်တို့ကထားပါတော့နိုင်ငံရေးရည်မှန်းချက်မတူညီလို့ပဲဖြစ်ဖြစ်တခြားအကြောင်းလည်းပဲဖြစ်ဖြစ်ဒီလိုမျိုးအုပ်စုနှစ်စုဖြစ်သွားတယ်ဆိုတာလည်းပဲဖြစ်လေဖြစ်တာရှိတဲ့ဘာဝပဲနိုင်ငံရေးလမ်းကြောင်းမှာဖြစ်ဖြစ်ဖြစ်တော်လိုင်းလမ်းကြောင်းမှာဖြစ်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 လေဖြစ်တာရှိတဲ့တဘာဝပဲလို့ကျွန်တော်ခံယူတယ်ဒါပေမဲ့ ကျွန်တော်တို့ချင်းပြည်နယ်ရေလို့ဖြစ်လာခဲ့တဲ့ဒီဘိုးဘွားတွေထားခဲ့တဲ့ဒီမြေကိစ္စနဲ့ပတ်သက်ရင်စီဘီမှာပဲဖြစ်ဖြစ်စီစီမှာပဲဖြစ်ဖြစ်အဲ့ဒီမြေကိုကျွန်တော်တို့ချင်းဘိုးဘွားမြေအဖြစ်ကိုယ့်ရဲ့ဒီစီမံအုပ်ချုပ်မှုအောက်မှာပြန်လည်ရောက်ရှိဖို့အတွက်ကိုဘယ်လိုအစီအမံနဲ့လောက်ရမလဲညင်ညင်တာတာနဲ့ပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတဲ့အစီအမံတွေတော့ကျွန်တော်ရှိသင့်တယ်ထင်တယ်အခုလောလောဆယ်ကတော့ကျွန်တော်လက်လန်းမမီတာလေးဖြစ်ကောင်းဖြစ်မယ် စီစီဘက်မှာလည်းကျွန်တော်အဲ့ဒီအစီအမံလုပ်တယ်ရေလို့ကျွန်တော်တို့ဒီအများရှိမှာပေါ့အဲ့လိုပြောတာလည်းကျွန်တော်မသိရဘူးစီဘီဘက်မှာလည်းအဲ့ဒီသဘောထားကိုပြောတယ်ဆိုပေမဲ့လည်းပဲဒီအစီအမံတွေဘယ်လိုလုပ်ထားတာတော့ရှိတယ်ဆိုတော့သဘောထားတော့ကျွန်တော်အဲ့ဒီဟာတော့ကျွန်တော်တို့မသိရဘူးအဲ့ဒါကကျွန်တော်ပုံမလင်းလင်းပြောရရင်ကျွန်တော်တို့ချင်းအမျိုးသားတွေရဲ့အားနည်းချက်ပဲအဲ့လိုပဲနေလဲဆိုလိုတဲ့သဘောကချင်းတစ်မျိုးသားလုံးအလုံးစုံကြီးတဲ့တဘောထားတည့်ရမဟုတ်တိတိုင်အောင် CB ရဲ့တဘောထားတော့ဘယ်လိုရှိတယ် စစ်စီရဲ့တဘောထားတော့ဘလို့ရှိတယ်ဘလို့အစီအမံတွေနဲ့ဒီ ULAAA နဲ့ညှိနှိုင်းတာပဲဖြစ်ဖြစ်တခြားဒီ stakeholder တွေခေါ်လို့ညှိနှိုင်းတာပဲဖြစ်ဖြစ်ဒီလူမျိုးအစီအမံနဲ့တဖြည်းဖြည်းကိုယ့်လက်ထက်ကိုပြန်လေရယူဖို့အစီအမံရှိတယ်ဆိုတဲ့မျိုးရှိရင်တော့ပိုကောင်းတာပေါ့ဗျကျွန်တော်တို့အဲ့လိုပဲမြင်ပါတယ်ကျွန်တော်တို့ကဒီပုံမှန်လေးလေးပြောရင်အခုနိုင်ငံရေးကျွန်တော်တို့ကြုံရတဲ့နိုင်ငံရေးအခြေအသေးတွေကကျွန်တော်တို့တော်တော်များများတော့မျှော်လင့်မထားတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တို့ပလက်ဝါမှာလည်းပဲ ဲ့လိုမျိုးတွေရှိပါတယ်။နံပါတ်1အချက်ကဒီလူငယ်တွေပေါ့နေဦးတော်လိုင်းရဲနဲ့ပေါ်ပေါက်လာတဲ့လူငယ်အင်အားစုတို့နဲ့ကဒီတော်လိုင်းရဲကိုနည်းနည်းအရှိကိုကြိုရောက်တဲ့သဘောရှိတယ်။အဲ့ဒီအပေါ်မှာပဲကျွန်တော်တို့ INKCC ကဘာဖြစ်ဖြစ်ဖြစ်တော်လိုင်းရဲတရက်လုတ်တယ်ဆိုရင်နိုင်ငံရေးဥဆောင်တဲ့မူဝါဒလေးတွေလိုလိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ထိမ့်ညှိပြီးတော့ပေါ့နော်ကျွန်တော်တို့တွားခဲ့တာဖြစ်တယ်။အဲ့ဒီကြားထဲမှာမှတခြားဒေတာတွေနဲ့မတူတာက ကျွန်တော်တို့ရေမြေကဒီတိုင်းဒလနဲ့ကိုင်အစုဖွဲ့တစ်ခုရေလက်အောက်မှာပြန်ကြောက်ရတဲ့ပုံတော့ဆိုတော့အဲ့ဒီဟာမှလည်းပဲအရင်ကတည်းကကျွန်တော်တို့ဆက်ဆံရေးကောင်းမတည်ဆောက်နိုင်ခဲ့တာလည်းပါပါတယ်။နောက်ဒေတာခန်တွေကိုတိုင်ကကျွန်တော်တို့ပလက်ဝဒေတာခန်ကိုတိုင်ကိုက JLA အပေါ်မှာတချို့တဘောထားတွေကတော့ဒီမနှိမ့်မြိုတဲ့တဘောထားတွေရှိတာပေါ့။အဲ့ဒါကတော့သူတို့လည်းနားလဲမှာပါ။ဆိုတော့အဲ့ဒီအပေါ်မှာကျွန်တော်တို့က ဒီဘလူးခေါမလဲထိတ်တိုက်တွေ့တဲ့ပုံစံမျိုးနဲ့မဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့စီမံခန့်ခွဲမှုအောက်မှာကျွန်တော်တို့ရဲ့မြေကျွန်တော်တို့ဒေသကျွန်တော်တို့လူမျိုးပြန်လေအေးအေးချမ်းချမ်းနေဖို့ပေါ့နော်တခြားဒေသနေသူနေဖို့ပေါ့အဲ့ဒီဟာဟိုကျွန်တော်တို့စူးစမ်းနေတယ်ပေါ့ဗျာ